မျိုးတွေအားလုံးပဲမင်္ဂလာပါခင်ဗျာမျိုးတွေအားလုံးကျမချမ်းသာကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာယနေ့တော့ကျွန်တော်တို့မှင်ဖြစ်တဲ့သူတွေပေါ့နော်အဲမှင်ရတော့တော်တော်များများဖြစ်ဘူးမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်မှင်မှာတော့ကျွန်တော်လင်းမှင်ရှိတယ်အဲသွေးမှင်ရှိတယ်ပေါ့နော်တချို့ဆိုရင်ကျွန်တော်တို့ဒီမှင်ဖြစ်ပြီဆိုရင်တချို့ကြတော့အောက်တယ်ပေါ့နော်သူးနေတာအောက်ပြီးတော့နာတယ်ပေါ့နော်တချို့ကြတော့ရားတယ်အဲတော်တော်များများတော့ရားကြတယ်ပေါ့နော်ကျွန်တော်မှင်ဖြစ်ပြီးတော့ရားတဲ့တူကကျွန်တော်တို့ဒါငယ်တော့ဆိုရင်တော့ကျွန်တော်တို့ကလည်းဘောပင်နဲ့ ဒီမှိဖြစ်တဲ့နေရာကိုကျွန်တော်ချစ်တာပေါ့နော်အဲဒါတွေကတဆုကြတော့လည်းပြောက်သွားတာရှိတယ်ပေါ့နော်တဆုကြလည်းမပြောက်ဘူးသူပျောက်ပြီးနေခဏပဲအပြင်းပြန်ဖြစ်တယ်နောက်ကျွန်တော်တို့ဘူးရဲ့အမားတယောက်ဆိုသူကဒီပါးမှာပေါ့နော်ပါးမှာဖြစ်ပါးကြီးကိုရောင်ကိုင်းလို့ကျွန်တော်တို့ပါးကြီးတစ်ချောင်းလုံးမို့ပြီးတော့နောက်ပစုံကျွန်တော်မျက်စိပါပိတ်သွားတယ်ပေါ့နော်အဲအဲ့လိုလေးလည်းကျွန်တော်မြင်ဘူးတယ်ပေါ့နော်အဲဒီနေ့တော့ကျွန်တော်မှိဖြစ်တဲ့သူတွေအတွက်စိန်နီကောင်းလေးစေတနာမေတ္တာပြပျောက်စီခြင်းစေတနာမေတ္တာပြအလာရောက်မျှဝေပေးခြင်းဖြစ်တယ်ပေါ့နော် အမြင်ဖြစ်တဲ့သူတွေကျွန်တော်တို့အဲလုတ်ပေးရမှာတော့ကျွန်တော်တို့အိမ်မှာတရက်ပင်ရဲ့နော်ကျွန်တော်တို့တရက်ခေါက်နဲ့ဆန်စည်းရုံဆန်စည်းရရှိအောင်လည်းဒီကျွန်တော်တို့လုပ်လို့ရပါပြီပေါ့နော်အဲဒီစုကြတော့ကျွန်တော်မှင်စည်းကြီးပဲတောက်ကြတယ်အဲဒီစုကြတော့လည်းတော်တော်များများကျွန်တော်ဦးလေးဆိုသူကအဲသူ့ရဲ့ဂါတာနဲ့ပေါ့နော်အဲသူ့ရဲ့ဂါတာလေးနဲ့သူသွားကြထိုးတဲ့တချောင်းပဲလိုတယ်ပေါ့နော်အဲ့ဒါလေးဂါတာလေးနဲ့သူမမှုပြီးတော့အဲမှင်ဖြစ်တဲ့နေရာကိုသူပောက်ပြီးလိုက်အပြောက်သွားတယ်ပေါ့နော် အဲဒါပေမဲ့ဒါအမျိုးတွေလွယ်ကူကဒါအလောက်ကလွယ်အောင်လို့ကျွန်တော်ကစင်းနီလေးပြောပြပေးချင်ဖြစ်တယ်ဗောနော်အမြင့်ဖြစ်တဲ့အမျိုးတွေအတူကကျွန်တော်တို့တည့်ရခောက်ရဲတည့်ရပင်ရတည့်ရခောက်ရဲစံစည်းရေကိုတွေးပြီးတော့မနက်တစ်ချိန်နော်ညနေညတစ်ချိန်ဗောနော်ကျွန်တော်အိယာမုန်ကနေတွေးပြီးတော့လိမ့်ပြီးလိမ့်ပြီးလိုက်ဗောနော်အပြည့်ပြည့်လေးတွေးအပြည့်ပြည့်လေးတွေးပြီးတော့လိမ့်ပြီးမှဆုံတော့အမြင့်ဖြစ်တဲ့အမျိုးတွေအတူကတကယ်ဟုံးမှ ပျောက်ကင်းပါတယ်ဆိုတဲ့အကြောင်းဒီနေ့လေးပြောချင်တယ်ပေါ့နော်တကယ်လဲလက်တွေ့လုပ်ကြည့်ပါပျောက်ပါစီလို့လဲကျွန်တော်ဆုတောင်းပေးပါနော်အဲကျွန်တော်ရဲ့စင်းနေမှာမဟုတ်ပါဘူးနော်အဖေစင်းနေနဲ့မဆိုဖေဆရာသမားတော်ဆရာဆရာမရဲ့စင်းနေနဲ့မဆိုအဲခံစားနေရဝိညာဉ်ရှင်နော်အနာမျိုးကုသ6ပေါ့ခံစားနေရဝိညာဉ်ရောဂါဝိညာဉ်ရှင်အမျိုးတွေအားလုံးအမြန်ဆုံးတက်တာပျောက်ကင်းပါစီလို့ကျွန်တော်ဆုတောင်းပေးတယ်ပေါ့နော်ကျွန်တော်ထပ်ပြီးတော့ပြောပြပေးပါမယ်ကျွန်တော်မှင့်ဖြစ်တဲ့အမျိုးတွေပေါ့နော်အမှင်ဆိုရင်အတွေးမြင်မဲ့ဖြစ်ဖြစ်လေးမြင်မဲ့ဖြစ်ဖြစ်အကုန်ရပါတယ်ဗောနော်အဲ့လိုဖြစ်လာပြီဆိုရင် တည့်ရပင်ကတော့ကျွန်တော်တို့ဘယ်နေရာမှဆိုရှားဖွေရလွယ်သလိုစံစည်းရည်ရလဲဒါကျွန်တော်တို့နေရှင်နဲ့မျှဒါထမင်းချက်စားနေရဆိုတော့เนาะဒါကျွန်တော်တို့ရှိမှာတော့ဘေးကိုရှားကြအောင်မလို့တာပေါ့เนาะအဲ့တော့ကျွန်တော်ဒီတည့်ရခောက်ရေပြောင်းဆေးပြီးတော့စံစည်းရည်ဆေးထားတဲ့စံစည်းရည်နဲ့ကျွန်တော်တို့တေးချာလေးတွေးပြီးတော့အဲမနေ့တစ်ချိန်ညတစ်ချိန်အပုံမှန်လေးလိမ့်ပြီးသွားမယ်ဆိုတော့เนาะ9ရက်ပေါ့เนาะတစ်ပတ်9ရက်တစ်ပတ်လောက် ကျွန်တော်လိမ့်ပြီးမယ်ဆိုတော့တကယ်ကိုမတတ်တာပြောပြမှာဆိုတော့ဒီမှင်ရလဲနောက်ပြီးတော့လေကျွန်တော်ဒီနိုင်မဲ့ဖြတ်ပြောချင်တာပေါ့နော်အမှင်ရလဲသူကတန်း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 ရွေးတယ်ပေါ့နော်အဲတခါကျရင်ကျွန်တော်လက်ပေါ့လက်နေတော့6ရောက်ရောက်ပါပြီ။အဲခါကျရင်6ရောက်ပေါ့ပေါင်လို့ဒူးကောင်းလို့တဖြည်းဖြည်းနဲ့သူကလိုက်ပြီးတော့ပြောင်းတယ်ပေါ့နော်ဒီမှင်ရလဲပေါ့နော်အဲတခါကျရင်ကျွန်တော်ပါးဒီညဘက်မှာပေါ့နေအဲဘယ်ဘက်ကိုရောက်သွားပြအောင်ပေါ့နော်အဲ့လိုဖြစ်တဲ့အမျိုးတွေရှိတာပေါ့နော်ရှိနေကောမတ်မှာရေးပြီးသွားလို့ရတယ်ပေါ့နော်တကယ်လို့ဒီစင်းနေနေနဲ့အမှင်ဖြစ်နေတဲ့အမျိုးတွေ အဲလောက်ကြီးတို့တက်တာပြောက်ကင်းသွားတယ်ဆိုရင်အကောမတ်မှာဝင်ပြီးတော့အတက်တာပြောက်ကင်းသွားတယ်ဆိုတဲ့အကြောင်းလေးတွေဝင်ပြီးတော့အရေးပေးသွားလို့ရတယ်ပေါ့နော်ဒါမှနောက်လူလေးလည်းအားရှိတာပေါ့နော်အဲကျွန်တော်ရဲ့ဗီဒီယိုလေးထုတ်သွားတဲ့အမျိုးတွေအဲကိုမဖြစ်ခဲ့ရင်တော့မှအဲကိုပြင်တော့မှရှိရဲအတငငင်းမိတ်ဆွေညီကောင်တော့မှနော်ဆွေမျိုးသားချင်းမှဖြစ်ရင်လေအဲဒီစင်းနည်းနဲ့ပြပြီးတော့အဲသူတို့တက်တာပြောက်ကင်းသွားတယ်ဆိုရင်အမျိုးတွေလည်းကုသူရသူအဲကျွန်တော်လည်းကုသူရတာပေါ့နော်ခံစားနေရဝေဒနာရှင်တွေလည်းစိတ်ချမ်းသာသွားတာပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆေးထားတော့လကောင်းအရှေ့တော့လကောင်း အဲလောက်ပြလို့ရတယ်ဆိုတဲ့အကြောင်းဒီနေရာလေးကနေကျွန်တော်မြေတရက်ခန့်ကြည့်တယ်ပေါ့နော်အဲကျွန်တော်ရေနောက်လာမယ့် view တွေမှာလဲကျွန်တော် glue အမျိုးတွေအနာမျိုးကုတ်တဲ့6ပါယောဂနဲ့ပတ်သက်ပြီးအဲဘယ်လိုစေဆောင်ကောင်းမြောက်ကျွန်တော်ယူဆောင်လာပြီးရုံးမလဲဆိုတော့လဲကျွန်တော်ရဲ့ view လေးကိုဆောင်မျိုးကြည့်စုပေးပါဦးလို့ဒီနေရာလေးကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ခန်းစားနေရတော့ရုပ်အနာမျိုးကုတ်တဲ့6ပါယောဂကိုခန်းစားနေရတော့အဝိဒနာရှင်မျိုးတွေအားလုံးလဲအနာနဲ့စိတ်နဲ့တွေ့ပါစေဆရာကောင်းသမားကောင်းနဲ့တွေ့ပါစေနော်အနာမျိုးကုတ်တဲ့6ပါဟုသမျှလဲအမြန်ဆုံးတက်တာပြောခင်ပါစေ အဲကိုချစ်ကရံတော်မိသားစုနဲ့တူအသက်တရာတိုင်းမကအသက်မြတ်တိုင်းအေးချမ်းပျော်စင်စွာနော်နေနိုင်ပါစေစားနိုင်ပါစေဘွားကီလံကိုငြိမ်းချမ်းအေးချမ်းစွာအဖြစ်သားနိုင်ပါစေလို့လည်းကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာမျိုးတွေအလုံးပဲကျမချမ်းသာကြပါစေအနာမျိုးကုသ6ပါးကင်းဝေးပါစေကကြည်သုံးပါးမှလည်းကျော်လွှားနိုင်ပါစေလို့ကျွန်တော်ထပ်ပြီးတော့ဆုမပေါင်းတောင်းပေးပါတယ်ခင်ဗျာ